တင်းပြက်နေကော်ဖီရနိုင်ရဲ့ဆွဲဆောင်မှုစိတ်သက်ပျော်ဝင်သွားစေမယ့်အရာသာနဲ့ Nescafe ကအောင်မြင်မှုကိုတင့်တယ်ယူဆောင်လာတော့မှာပါ ခုလိုဗအောင်မင်းအောင်ပြည်တော်ဝင်အောင်မွဲကိုအောင်မွမ်းကျောင်းတိုင်းမှာ၄ချိန်မြောက်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဗအောင်မင်းအောင်ရဲ့ပြည်တော်ဝင်အောင်မွဲဆိုတာဘာကိုပြောတာပါလဲ။ဗအောင်မင်းအောင်ပြည်တော်ဝင်အောင်မွဲဖြစ်ပေါ်လာတဲ့နေ့နဲ့ပတ်သက်ပြီးနေလာစက်ကြရှင်ဆရာမင်းသိတိကခုလိုပဲရှင်းပြခဲ့ပါတယ်။ပြည်တော်ဝင်အောင်မွဲလို့ဘာကြောင့်ခေါ်ရတဲ့ဆိုတော့အဘအောင်မင်းအောင် ကွယ်လွန်နေဆာရောက်တဲ့နေ့ကိုပြည်တော်ဝင်အောင်မွဲလို့တနင်္ဂနွေလုံးကတတ်မှတ်ပြီးပြုလို့ဆောင်ရွက်ကြတာမှန်မြဲမဲ့ ဆရာတို့သိတဲ့အတိရတော့နောက်အောင်မင်းအောင်ဟာ3 5 6 4ဆိုတဲ့ယန္နာ3ပါးကိုကိုးကွယ်ခြင်း9ဆိုတဲ့9ပါးတိလာကိုအမြဲတမ်းခောက်ပဲဆိုကွယ်သူမြဲခြင်း6ဆိုတဲ့အိုင်ဝန်6ပါးတကား6ပုတ်ကိုပောက်ပိတ်ပါ4ဆိုတဲ့တစ္ဆာ4ပါးမြတ်တရားကိုသိမြင်မဲ့ဆိုရင်နိဗ္ဗာန်ဆွေပြည်ကြီးကိုမျက်မှောက်ပြုနိုင်တယ်ဆိုပြီးတော့အတိတ်တဘောင်နမိတ်ဆောင်ပြီးတော့အဲ့ဒီကွယ်လွန်နိစ္စရောက်သွားတဲ့အချိန်မှာ ကွယ်လွန်နှိမ့်ဆက်ရောက်တာနဲ့မဲ့ညာဖွညာရောက်ပါစေဆိုတဲ့အကြောင်းတရားပြီးပြီးတော့ပြည်တော်ဝင်အောင်ပွဲနိဗ္ဗာန်ရွှေပြည်ရောက်နိုင်တဲ့အောင်ပွဲဆိုပြီးတော့အဲ့လိုဟောကြားသွားတာတော့ရှိပါတယ်။ဗားအောင်မင်းကောင်ဟာပုပ်ပွားတောင်ကလကစင်မြင့်ရွာသားဖြစ်ပြီးငယ်စဉ်ကရှင်အာရိစဘွဲ့အမိနဲ့ရဟန်းပြုခဲ့ပါသေးတယ်။နောက်ပိုင်းမှာလူထွက်ပြီးသူတော်စင်ဘိုးတော်အောင်မင်းကောင်ဖြစ်လာတာပဲဖြစ်ပါတယ်။ဘိုးတော်အောင်မင်းကောင်ရဲ့သာသနာပြုခဲ့တာတွေနဲ့ပတ်သက်ပြီးလီလာဆက်ကြရှင်ဆရာမင်းသက်ကြီးကအခုလိုပြောပြပါဗျာ။ဖရားတွေတည်ခဲ့တယ် အမတည်ခဲ့တဲ့ဖရာတွေကိုအများကြီးလဲကိုးဝယ်ပြီးတော့သာသနာဆက်ပြုနေကြတယ်အမကိုယ်တိုင်ကလည်းပဲဒါနသီလဘာဝနာတပ္ပဏဝိပဿနာတွေကိုပွားများအားထုတ်ခဲ့တယ်နောက်ချင်းချင်းအားထုတ်တဲ့ကသူနဲ့ဆက်တော်တဲ့အခါကျသူရဲ့ကောင်းတဲ့အကြံကောင်းတွေကောင်းတဲ့မနှောကောင်းတွေကောင်းတဲ့လမ်းကြောင်းပြသမှုလို့ဆရာတို့ကခံစားရတဲ့အတွက်တကယ်သာသနာ့တို့ရေပူဇော်တိုက်တယ်အမျိုးသမီးသူတော်စင်တွေတကယ်ရှိလာရင်ပူဇော်တိုက်တယ်ဆိုပြီးတော့မြတ်ဗုဒ္ဓဘာသာအမျိုးသားတယောက်ကိုအမျိုးသားသူတော်စင်တွေကိုပူဇော်ရခြင်းဖြစ်ပါတယ်သူ့ တကယ်ပူဇော်ရတဲ့အတွက်လည်းပဲဆယ်တော်လည်းတနေ့သူတော်ကောင်းဖြစ်လာနိုင်တယ်လို့အဲ့လိုရည်ရွယ်ချက်နဲ့ပြုလို့ဆောင်ရတာဖြစ်ပါတယ်။ဗအောင်မင်းကောင်ပြောရင်အောင်မဲကို၃ရက်ကြာကျင်းပတာဖြစ်ပြီးဇပွဲငိန်ပွဲတွေနဲ့ဝိဇ္ဇာ၄ပါးကရံရိုးရာမုံရိုးရာဒါလိုင်းအကတွေကိုလည်းထဲသွင်းပူဇော်ကပြခဲ့တယ်လို့ပြည်တော်ဝင်အောင်မဲရဲ့အဓိကစီစဉ်ဖြစ်တဲ့အာနာဒီစေချိတ်ပွဲတော်လည်းပါဝင်ခဲ့ပါတယ်။